ကျွန်မရဲ့မိတ်ဆွေများလုံးမင်္ဂလာပါရှင်။အခုတောက်ကြသားသမီးများတို့6လပိုင်းတလဆောင်။ကံကောင်းကံဆူများဟုဟောပြောလမ်းညွန်ပေးမှာဖြစ်ပါတယ်။တောက်ကြသားသမီးများဒီကာလမှာမိမိတို့ဇနီးမယားအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ဇနီးမယားကြောင့်စိတ်တော့ကရောက်လာတတ်ပါတယ်။မိမိတို့ရဲ့ဇနီးမယားရေချိုးကန်းနေအိမ်သားတွေမှာ ခြေခောက်လဲတာတို့ချော်လဲတာမျိုးတွေဖြစ်တတ်ပါတယ်။အနှုတ်အကင်နဲ့ပတ်သက်ပြီးတော့အဖွဲအစည်းတွေကြားမှာပရိပခတ်ဖြစ်တာမျိုးတွေချင်လွဲတာအမြင်မာတာမျိုးတွေအဖွဲအစည်းတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။အဲ့တော့မိမိတို့ရဲ့အပြောအဆိုဆုံးဖြတ်ချက်တွေကအတိုက်ခံအပြုတ်တဘောပေါ်မှာရောက်ရှိနေတတ်ပါတယ်။ အကြီးအကဲရဲ့ကူညီမှုတွေရရှိပြီးတော့မှမိမိတို့ရဲ့လုပ်ငန်းတည်တည်အောင်မြင်ရတတ်ပါတယ်။အထက်လူကြီးကိုစကားပြောဆိုလေးဆင်ကျင်ပေးရမှာဖြစ်ပါတယ်။အဲ့တော့လုပ်ငန်းကဒီကာလမှာတောက်ကြသားသမီးတွေကလုပ်ငန်းနှစ်ခုစတင်အကောင့်ထဲပေါ်တတ်ပါတယ်။စုံဖြည့်ရခတ်တဲ့ကိစ္စမျိုးတွေလည်းပေါ်လာတတ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့မှခကြီးဝေးတွေလည်းတွန်းရတတ်ပါတယ်။ မိမိတို့အနေနဲ့တက်လုပ်ငန်းတွေရတော့ဒီ6လပိုင်းမှာတောက်ကြသားသမီးတွေတက်လုပ်ငန်းတွေလုပ်နေတယ်နော်တက်လုပ်ငန်းနဲ့ပတ်သက်တာတွေအိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တာတွေအောင်မြင်ရတတ်ပါတယ်အမြတ်အစွန်ညာတတ်ပါတယ်စင်မျိုးသားကြီးနဲ့ပတ်သက်ပြီးတော့မှပူပန်တတ်ပါတယ်အပြိုလူပြိုဖြစ်နေရင်တော့အိမ်အောင်ကြခင်းရှိပါတယ်တောက်ကြသားသမီးတွေ အားလုံးအိမ်တော်ကြတတ်ပါတယ်မိသားစုကျမ်းမာရေးဂယုစိုက်ပါအဖေမေရဲ့ကျမ်းမာရေးကိုဂယုစိုက်ပြရမှာဖြစ်ပါတယ်မိမိတို့အနေနဲ့မိမိတို့ရဲ့ဒီပါဇက်တို့နှောက်ခမ်းတို့မှာအပူဖူးပေါက်တန်းတို့ရှာနာတာတို့ဓာမျိုးလေးတွေလည်းရောဂါဝေဒနာတွေခံစားရတတ်ပါတယ်ဝေးကြီးပိုင်းနဲ့ပတ်သက်ပြီးတော့ဝင်ငွေကောင်းတဲ့ ကာလတစ်ခုဖြစ်ပါတယ်။တောက်ကြသားသမီးတွေဒီ6လအပိုင်းမှာဒီပြီးခဲ့တဲ့လနဲ့စာလို့ရှိရင်တော့ဒီလမှာလက်လာဘတ်တွေဝင်ဝေးတွေညာစွာကောင်းနေတတ်ပါတယ်။မင်္ဂလာကိစ္စတွေချီးရင်းနဲ့ပတ်သက်တာကြီးအောင်မြင်ရတတ်ပါတယ်။ချီးရင်းမှာလည်းရွေးချယ်ရကတ်တဲ့ရွေးချယ်ရခတ်နေတဲ့ချီးရင်းမျိုးကိုဟင်ဆိုင်နေရတတ်ပါတယ်။ ဟိုချစ်တာတယောက်ဟိုလားချစ်တာတယောက်ဒါမျိုးတွေကြုံတွေ့နိုင်ပါတယ်အိမ်တော်ကြီးမှလည်းဒီတိုင်းပါပဲအဲ့တော့မိမိတို့အိမ်မှာသားသမီးရေသနာဝင်ကင်းရှိပါတယ်အိမ်တော်တောက်ကြသားသမီးတွေမိမိတို့အိမ်တော်တဲ့မျိုးသားမျိုးသမီးတွေပေါ့နော်မိမိတို့ရဲ့အိမ်တော်ကြီးမှာကလေးမရတဲ့သူတွေဆိုရင်ကလေးရရှိတတ်ပါတယ်သားသမီးရေသနာတွေဝင်လာတတ်ပါတယ်ပြောရမယ်ဆိုချင်းနှောင်းဝင်တတ်ပါတယ်အဲ့တော့ ဒီကာလမှာခွေးတို့ကြောင်တို့မွေးမြူရတက်ပါတယ်။တနင်္လာသားသမီးတွေကုညီမသာချင်းနေလေခံရတက်ပါတယ်။တနင်္လာသားသမီးတွေအကျိုးပေးပါတယ်။တောက်ကြသားသမီးတွေကဒီကာလမှာတနင်္လာသားသမီးတွေကြောင့်ညားစွာကောင်းကျိုးကျေးဇူးတွေခံစားရရှိတက်ပါတယ်။နောက်တစ်ခုအနေနဲ့ပြောချင်တာကတော့ကျမကြီးအထူးကယူဆိုင်ဖို့လိုအပ်ပါတယ်။ ခြေထောက်မှာထိကြိုက်တံရရရှိတတ်ပါတယ်။သွေးကြောနဲ့ပတ်သက်တာတွေအာရုံကြောနဲ့ပတ်သက်တာတွေဂယုစိုက်ပြီးပါ။အဲဒီတော့မိမိတို့အနေနဲ့အညံ့တွေပြေပြောက်ဖို့အတွက်ဆိုရင်တော့ကမာကြီးဖီးယားမှာသွားရောက်ထူထမ်းပြရမှာဖြစ်ပါတယ်။လမ်းငုံညို့နှညော့ငွေပန်း၃ဂုံကျက်ရှာလေးနဲ့ကုတ်ကားလေးနဲ့အတူကမာကြီးဖီးယားမှာသွားရောက်ထူထမ်းပြရမှာဖြစ်ပါတယ်။မိမိတို့ရဲ့အိမ်ဖီးယားမှာ ကော်ဖီတစ်ခွက်နဲ့ကော်ပြန့်လေးကတ်လူပေးပါဒီ6လအပိုင်းမှာတောက်ကြသားသမီးတွေအထူးလက်ရွှေနဲ့ကန်လာပါငွေကြီးပိုင်းနဲ့အဆင်ပြေပါတယ်နေ့စဉ်ဝင်ဝေးကောင်းကျင်နေဆိုလို့ရှိရင်ကော်ပြန့်တဲ့ကော်ဖီကိုတူတန်းပေးရမှာဖြစ်ပါတယ်အဲ့တော့သူအသရိမဲတော်မုံငါဆုံးလေးကတ်ပြီးတော့ပွဲလူထားပေးမယ်ဆိုရင်မိမိတို့ရဲ့လုပ်ငန်းဆောင်ကနေကောင်းကျိုးကျေးဇူးတွေများစွာထောက်ပံ့ကောင်းရင်ရရှိတတ်ပါတယ် တောက်ကြသားသမီးလားဒီလမှာမညံ့ပါဘူးဒီလမှာကံဒီကောင်းနေတက်ပါလေကဲတောက်ကြသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလူရာစန္ဒတွေနဲ့ပြည့်ဝနိုင်ကြပါစေရှင်